အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီဒီယိုဆရာမင်းပိုင်ဆိုးဖြစ်ပါတယ်အဲကျွန်တော်ခုနကတော့ကျွန်တော်မိတ်ဆွေတလင်းကုန်တွေသားသမီးအားလုံးအတွက်၈ရက်၄လ2025ကနေ၁၆ရက်၄လ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟောကင်းကိုကဏ္ဍတစ်ခုချင်းစီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်ပုံမှန်အဖြစ်ဆိုရင်တော့ကျွန်တော်9ရက်စာပဲဟောတာပါလေအခုတခါမှာတော့၈ရက်ကနေ၁၆ရက်ဆိုတော့အားလုံးပေါင်း၉ရက်ကြာတယ်ပေါ့နော်အဲ၁၆ကြုံပြီးနောက်ပိုင်းဟိုဘက်၁၉ရက်နေ့ဆိုရင်သူကနှစ်စံတရံလေးရောက်ပြီဆိုတော့မြန်မာနှစ်တဲ့နောက်တစ်နှစ်ကူပြီဖြစ်တဲ့အတွက်ဟိုဘက်နှစ်ကိုမပါခြင်းလို့ပေါ့လေ ဒီဘက်တစ်နေ့ကိုရှိတဲ့လက်ကြံရက်လေးတွေအကုန်လုံးဖြတ်ပြီးတော့ခေါ်ကြပေးခြင်းဖြစ်ပါတယ်ဗျာနော်အဲပြီးတော့ကျွန်တော်တကြံလေးဆိုလို့ရှိရင်လည်းတပတ်စာဟော့စတန်တင်လို့မအားဘူးဗောလေအဲ့ဒါကြောင့်ပွားမီးဟောပြီးလိုက်တာတကြံလေးညာကျွန်တော်တရားစခန်းဝင်နေရလေးတွေရှိတဲ့အတွက်မအားလို့ဗျာနော်ပြီးတော့ဒီတပတ်တော့ကလာမှာအခုဟော့စတန်လေးရက်ကူတာနောက်ကျတယ်ဗောတင်ရမယ့်ရက်ထက်နောက်ကျနေတာကျွန်တော်လည်းသိပါတယ်မအားတာလေးတွေများလို့ဗျာနော်မိရလည်းပြတ်တယ်ရိုက်မဲ့ချိန်ဆိုရိုက်လို့မရဘူးအဲ့ဒါမျိုးတွေဖြစ်လို့နားလည်ပေးကြပါအောင်လို့လည်းမြစ်တာရက်ခံပါတယ်ဗျာနော်အော်ပြီးတော့ဒီကိုရအတွင်းမှာတနင်္ဂနွေသားသမီးတွေကဘလို့ကံရရလေးတွေကြုံတွေ့ရတတ်လဲဆိုရင် တော်တော်လေးကံကောင်းတဲ့ရက်ထဲမှာပါပါတယ်ဗျာနော်အဲနံပါတ်1ကျွန်တော်ငွေချေးနဲ့ပတ်သက်ပြီးစပြောခြင်းလို့အဲတနင်္ဂနွေသားသမီးတွေဒီကာလမှာငွေချေးကံလေးတွေအမှန်ကောင်းလာလိမ့်မယ်ငွေထုတ်ထိုင်နေတဲ့ပတ်စံတွေပါတယ်ရက်ထက်ဆိုတဲ့ကိန်းထဲမှာသွားပါတယ်အထူးသဖြင့်ဒီကာလနေမှာဆိုရင်တချို့တွေကကြတော့ဘလိုခါမဲ့ဝင်တက်တယ်ဆိုတော့ဘောက်စုတွေပါတယ်ရက်ထက်တယ်လို့ခေါ်တယ်နော်မုတ်ဖို့ရတာမျိုးတို့ဘောက်စုရတာမျိုးတို့အဲ့ဒါမျိုးတွေသွားဖြစ်တတ်တယ်ကောင်းပါတယ်ဗျာအေးအေးချမ်းချမ်းပါပဲဗျာနော်အဲရက်ထက်တဲ့ကိန်းတွေရှိတယ်ငွေချေးလေးတွေအစဉ်ပြေတဲ့အခါမှာကိုယ့်ရဲ့မိဘတွေဆရာသမားတွေကို ပြန်ပြီး အကရောနိုင်တဲ့အနေအထားမျိုးတွေတွေပြန်လဲအဲ့လိုမျိုးပေါ့လေကြီးရှုစားရောက်နိုင်တဲ့အနေအထားတွေကသာတွားချက်ဝမ်းတက်တယ်ငွေကြေးနဲ့ပတ်သက်ရင်တော့စိတ်ပူတရားမလို့ဒီတစ်ပတ်ကာလကငွေကြေးကံလေးကောင်းတဲ့အထက်မှာပါတယ်လက်ထက်မှာပတ်စံလေးတွေရှင်နေလိမ့်မယ်ဗျာနော်ဘာမှစိတ်ပူတရားမလို့ပါဘူးပတ်စံမရှင်တော့မှလာပြီးတော့ပေးမယ်ဆိုတဲ့လူတွေကူညီမယ်ဆိုတဲ့လူတွေနဲ့စုံစည်းရတတ်တဲ့အတွက်ငွေကြေးနဲ့ပတ်သက်ပြီးစိတ်မပူအဲဒါမှမဟုတ်တစ်ခုပဲရှိတယ်ရတဲ့ပတ်စံလေးတွေကတော့ဟိုမမြဲဘူးဆိုတဲ့သဘောလေးတော့တွားရှိတာပေါ့လေနော်အဲတချို့လေးတွေကြတော့ပတ်စံကြီးကြီးမားမားစုမိတဲ့လူတွေရတဲ့လူတွေဆိုရင်ဒီကာလမှာဘာဖြစ်လဲဆိုတော့မြေတွေပါတွေဝယ်လို့ရတဲ့အနေအထားမျိုးတွေဖြစ်တယ်ဗျ တချို့ကကျတော့ជីជីမမစုជីជីမမရတာမျိုးတွေဖြစ်တယ်ဗျ။အဲအမွေနဲ့ရတဲ့စတဲ့ပုံစံမျိုးတွေတချို့ဘောနက်တွေပါရတာမျိုးဆိုလို့ရှိရင်လည်းသူကជីជីမမကြီးရတယ်ဗောလေတည်တည်မမမဟုတ်ဘူးဗောနော်အများကြီးရတတ်တယ်ဆိုတော့ကိန်းထဲမှာပါတယ်အမရန်ကောင်းတယ်။ဝါသနာပါရင်ထီထုတ်ပြရနော်လာမယ့်စတဲ့နေ့ကကံကောင်းတဲ့ရထဲမှာပါတော့ထီစုကြီးပါတယ်ပေါ့တယ်ထီပေါ့တော့လည်းအလူတန်းတွေအများကြီးလုပ်လို့ရတာဗောနော်ထီထုတ်ပေးစေချင်တယ်။အထူးသဖြင့်ကိုယ့်ရဲ့အနီနာပတ်ဝန်းကျင်မှာအိုးဒီဘုံပေါင်းတွေနဲ့ဒီပျော်ဝဲရှင်ဝဲပုံစံမျိုးကြားရတာဖြစ်စေဒါမှမဟုတ်အလူကိစ္စမင်္ဂလာဆောင်ကိစ္စ ဒီဘာသာရေးနဲ့ပတ်သက်တဲ့ပွဲတော်အခမ်းအနားတွေအဲ့လိုမျိုးကြုံရတာမျိုးဆိုရင်တော့အဲ့ထီပေါက်တဲ့နမိတ်ကပို့ပြီးတော့အားကောင်းတယ်လို့ခေါ်တယ်အဲ့ဒါမျိုးဆိုရင်ထိုးပေါ့နော်ဒီချက်ဆိုရင်အဲ့ခုနကအလူထက်နဲ့ပတ်သက်တဲ့ဖိတ်စာမျိုးတွေမင်္ဂလာဆောင်ဖိတ်စာလေးတွေဝင်လာပြီဆိုရင်လည်းထိုးပြအောင်ထိုးအမှန်တန်ကောင်းတယ်ပဲနော်အဲ့ထီလုံးမဲ့ဆိုလို့ရှိရင်တော့ရတဲ့ထီလက်မှတ်လေးကိုလေအဲ့လိုဖိတ်စာတွေပါလေဝင်လာပြီဆိုရင်အဲ့ဖိတ်စာထဲမှာထည့်ထားလိုက်ပြန်နော်ထည့်ပြီးတော့ဟိုပေါ့အောင်ဘလောက်ဘလောက်လူပါမယ်ဆိုပြီးတော့အဋ္ဌကဏ္ဍလေးပြုတ်ပြီးတော့အမြင့်တနေရာလေးမှာတင်ထားပေးပြန်နော်အဲ့ဒါဆိုထီပေါက်ကလေးတွေပိုအားကောင်းတယ် ထိုးမယ်ဆိုရင်ဘာကနာနေထိုးသိမ့်မယ်လို့မေးလို့ရှိရင်ပေါ့လေ3စ4စုံ5စ6စုံ3စ5စုံအဲ့လိုကဏ္ဍတွေကအဆင်ပြေတဲ့ကဏ္ဍတစ်ခွက်ခွက်ရွေးချယ်ပြီးတော့ထိုးပြီးပို့ပြီးတော့ကောင်းမယ်လို့အကြံပေးခြင်းနေပြန်နော်ပေါ့တော့လေတယောက်တူပါပေါ့နော်အလုံကန်နဲ့ပတ်သက်ရင်တော့မဆိုးပါဘူးပြတနေ့ကနေသားသမီးတွေအလုံနဲ့ပတ်သက်လို့ရှိရင်ဒီကာလမှာအကဲမြန်ရလူလူတဲ့အနေထားတွေပါတယ်ကြုံရတတ်တယ်ပြရလူလူဆောင်ပွဲတွေပါတယ်ဖြစ်နေအောင်တယ်ပြပြီးတော့လက်ရှိအလုံကနေဖြစ်စေ ခီးသွားတတ်တဲ့ gain လေးကျွန်တော်မြင်တာဗောလေနေရာထိုင်ခင်းဖြစ်စေအလုပ်ဖြစ်စေအပြောင်းလဲတော့ဖြစ်ဖို့ဖြစ်နေမယ်နော်သို့တော့ကောင်းသောပြောင်းလဲခြင်းလို့ပဲကျွန်တော်ပြောချင်ပါတယ်ကနော်အရင်ကြီးစိတ်ပူစရာမလိုပါဘူးတချို့တရားတော်ဒီကာလမှာခီးသွားတယ်ပြောသောခီးတို့ဘာသာရေးနဲ့ပတ်သက်တဲ့ခီးတို့အဲအဲ့ဟာမျိုးတွေကိုသွားတတ်တယ်အထူးသဖြင့်ဂျာတာပရိနံကိုအကြောင်းပြုပြီးသွားတဲ့ခီးဖြစ်တာဗောအဲဂျာတာပရိနံဒီကပျော်ဝဲရှင်ပွဲလို့ဘာသာရေးနဲ့ပတ်သက်တာလို့ပျော်ဝဲစားလို့ပရဟိတလို့စသည်အားဖြင့်အဲ့လိုခီးမျိုးကိုအကြောင်းပြုပြီးသွားတတ်တဲ့ခီးဖြစ်တယ်သွားရင်လည်းအမရံကောင်းပါတယ်နော် ကိုယ့်ရဲ့နာမည်ဂုဏ်သိက္ခာတွေဂုဏ်သိက္ခာတွေပို့ပြီးတက်လာနိုင်မယ်။သွားရင် line ထဲမှာမိကောင်းစုကောင်းတွေနဲ့စုံစည်းရတတ်တယ်။တချို့တွေများဆိုရင်အဲ့လိုမျိုးသွားလာပြီးတဲ့အချိန်မှာချစ်သူမရှိတဲ့သူတွေဆိုရင်ချစ်သူတွေပါရရတာတဲ့။သွားရင် line လမ်းခိမှာချစ်သူနဲ့စုံနေဆိုတဲ့ game ပေါ့ဗျာ။စိတ်ဝင်စားနဲ့ဆက်လာနေတွေပေါ်လာတဲ့ကာလခေါ်တယ်။တချို့ကတော့အဲ့လိုသွားရင် line နဲ့အခက်မသိမနဲ့တခါတည်းအိမ်တော်တွေပါရကြွားတတ်တဲ့အနေအထားတွေ။တခါတည်းမိမခုပြွားရတာလို့ယောက်ျားခုပြွားရတာလို့အဲဒါမျိုးတွေတခါတည်းဖြစ်တဲ့ game တွေမှာတော့ပါတယ်။ကောင်းပါတယ်ဗျာနော်။ပြီးတော့ဒီကာလမှာအကြိမ်များအဲ့တမိသားတွေဆိုလို့ရှိရင်အိမ်တော်တွေပါရကြားတယ်ဗျ။ မင်္ဂလာကိစ္စတွေဆောင်ရွက်ရတတ်တဲ့ကိန်းမှာပါတယ်ချစ်လို့မရှိနဲ့ချစ်လို့ရမှာဖြစ်တဲ့တော့ဘာမှစိတ်မူကြမလို့အဲ့တော့ကျွန်တော်ဘာတွေသွားစိတ်မူလဲမေးလို့ရှိရင်ကျမ်းမာရေးလို့တော့နည်းနည်းစိတ်မူတယ်ဂယူတော့စိုက်ပြီးထိပြီးခိုက်မိပြီး accident ဖြစ်ပြီးတိရစ္ဆာန်တွေဖြစ်တာအဲခြေထောက်တွေလက်တွေကျိုးတာမျိုးတွေဖြစ်တဲ့ဒရိတာပြီးတော့ဒီကနေ့မှာသွားလာလှုပ်ရှားတဲ့အခါမှာရေနဲ့နေတဲ့ခီးတွေကိုမသွားရင်ပို့ပြီးတော့ကောင်းတယ်အထူးသဖြင့်အရက်တွေဘာတွေတောက်ပြီးရေပူးတာတွေဘာတွေမလုပ်ပါဘူးရေနဲ့ပြီးတည်တတ်တယ်ရေပင်အနေနဲ့တော့ရှိတယ်ရေနဲ့ခီးမသွားရင်ပို့ပြီးတော့ကောင်းမယ်လို့ထပ်ထပ်လေးလေးအကြံပေးခြင်းနဲ့ တချို့လေးတွေပရက်တွေဆိုပြီးသွားမယ်ဆိုပြီးတော့ကန်းကြီးတွေပါတွေသွားတဲ့ခါမှာသတိထားပါနော်ရေအန်ရလေးတွေရှိတယ်မမေ့ပါနဲ့ထပ်တလဲလဲအကြံပေးခြင်းနဲ့အဲ့လိုသွားလာတဲ့ခါမှာလည်းထပ်ပြီးပြောခြင်းတာကအပျော်ကျူးတဲ့ကိစ္စတွေကြောင့်ရံမရိခလေးတွေဖြစ်တတ်တယ်နောက်သွားလာလှုပ်ရှားတဲ့ခါမှာမင်းအဆွေရတဲ့နပတ်သက်ပြီးတော့အစစ်စစ်အမင်းမြန်ခံရတာမျိုးတွေရောရောကြောက်ကြောက်ကြံတာဖြည့်ရှင်းရတာမျိုးတွေကြုံရတတ်တဲ့သဘာဝရှိတယ်အရင်ကြီးစိတ်ပူစရာမလိုဘူးဆိုတော့လည်းဖြစ်တတ်တဲ့သဘာဝရှိတော့စိတ်နောက်ရှက်ပြီးတော့ဖြစ်တတ်တာပေါ့ဂယူရောစိုက်ပြီးစေခြင်းနဲ့နော်တချို့ကကိုကိုယ်တိုင်တိုက်ရိုက်တော့မဖြစ်ဘူးတဲ့ ို့တော့ဘာဖြစ်လဲဆိုတော့ကိုသားသမီးတို့စုစုညီကုံမောင်တို့တရားရောက်ကအဲမင်းဆိုရတဲ့နံပါတ်တဲ့ကိစ္စတွေတွားညှိဆုံးတဲ့အခါမှာကိုကလိုက်ပါဖြည့်ရှင်းဆောင်ရွက်ပေးရတာမျိုးတွေဖြစ်တဲ့သတိထားပေးစေချင်တယ်တချို့ကကိုယ်တိုင်ထိပြီးခိုင်းပြတာမျိုးမဟုတ်ဘဲနဲ့ခုနသားသမီးတို့စုစုညီကုံမောင်တို့ကိုမိသားစုဝင်တရားရောက်တွားဖြစ်တဲ့သဘောဝါရှိတယ်ဂယုစိုက်ပါကြနော်အဲ့တော့ဒီကတော့ကအဲတရင်းကုန်တဲ့သားသမီးတွေအနေနဲ့ပေါ့လေဘုရဟုသားသမီးစနေသားသမီးတောက်ကြသားသမီးအဲ့ဒီနန်လေးတွေကကိုယ့်ကိုစိတ်တော့ကလေးတွေပြေးမယ် တိုင်းလာသားသမီးဂျာလာရီသားသမီးအင်္ဂါသားသမီးအိနေနန်လေးတွေကကိုယ့်ကိုကောင်းကျိုးပေးနိုင်မယ်တခုဆိုရင်ကောင်းတဲ့သူလေးတွေနဲ့ပူတွဲတိုင်ပင်ပြီးတော့လုပ်မယ်မကောင်းတဲ့သူလေးတွေကိုအတက်နိုင်ဆုံးရှောင်ဖယ်ပြီးလုပ်ပေးမယ်နော်အစားစားတွေစားလို့ရှိရင်တော့အတက်နိုင်ဆုံးဒီကလာကရက်ကြီးခါကြီးတွေလည်းဖြစ်လာမှာဖြစ်တဲ့အတွက်ခြေရောင်ခြေရောင်သားလေးရှောင်ဝင်နိုင်တော့အကောင်းဆုံးဖြစ်မယ်လို့အကြံပေးခြင်းနဲ့ဖြစ်နိုင်လို့ရှိရင်အရက်ဘီယာအဲ့ဒါကိုအစိတ်တို့သဘောထားပြီးတော့ခဏလောက်ရှောင်လိုက်စေခြင်းနဲ့အဲ့ဒါဆိုရင်ဝင်လာမဲ့ဟာလေးတွေအများကြီးရှိတယ်ဗျာနော်နောက်မှဆိုလို့ရှိရင်လက်လာမှာပိတ်သွားတာမျိုးလေးတွေရာစားဖြစ်တယ်တဲ့ ရာထူးတိုးတဲ့ကိစ္စတွေစောင်းမွေးတွေဖြေမလားဖြေလို့ရတယ်။ကျောင်းဆောင်မွေးတွေဖြေမလားဖြေလို့ရတယ်နော်။ဗီဇာတွေဘာတွေရှောက်မလားအောင်တယ်ဗျအဆင်ပြေတယ်ဗျနော်။လုတ်ပြောင်လို့ပါ။ကံကြမ္မာကကိုနောက်မှာပါတယ်။လက်ညုံညုံရေဖြစ်မယ်ဆိုတော့တပတ်တာကာလတည်းမှာပါတဲ့သူကအမရန်ဝန်တာတယ်ဗျနော်။ဧပြီလ9ရက်10ရက်13ရက်15ရက်16ရက်အဲ့ရက်တွေကအမရန်ကံကောင်းတဲ့ရက်တွေတည်းမှာပါတယ်ဗျနော်။အမရန်ဝန်တာဖို့ကောင်းတဲ့တရင်စကားလေးတွေကြားရတာအဘွားဥကုံသူစုစည်းတွေရတယ်ဆိုတော့ကိန်းခံမှုတွေပါတယ်။မိကောင်းဆွေကောင်းတွေရဲ့ကူညီထောက်ပံ့မှုအပြည့်အဝရတဲ့ကာလပေါ့ဗျနော်။ အဲငယ်ရတဲ့သူတွေဆိုလို့ရှိရင်ချစ်သူရတာတို့အိမ်အောင်ကြတာတို့ဒါမျိုးတွေကစားသွားဖြစ်တတ်တဲ့ကိန်းတွေမှာပါတယ်ပြီးတော့အလူတန်းနေလဲဟိုလောက်ရတတ်တယ်ဗျမမျောလိမ့်မတတ်လောက်ရတယ်မျောလိမ့်မတတ်လောက်ရတယ်ပျော်ပျော်ရွှင်ရွှင်လောက်ရတယ်အေးအေးချမ်းချမ်းလောက်ရတယ်ဗောလေအလူတန်းကိစ္စဘာသာရေးကိစ္စထဲထဲဝင်ဆောင်ရွက်ရတတ်တယ်အဲကိုတိုင်ကိုကြဖြစ်တတ်တဲ့ကိန်းတွေမှာပါတယ်တချို့တွေပြောဆိုဒီကာလမှာသန္တနာပေါင်းနဲ့ဝင်တဲ့အနေထားတွေပါတယ်အစကျုံဝတ်တတ်တဲ့ကိန်းတွေမှာပါတယ်သူကအမရန်ကောင်းပါတယ်ဗျနော်အဲတော့ဧပြီလ8ရက်7ရက်11ရက်12ရက်အဲ့ရက်လေးတွေမှာတော့အញ្ញံခန့်လေးတွေရှိတယ်သတိထားပါကြနော် အပြော်လုံးနဲ့ကိစ္စလေးတွေကြောင့်နောက်ဆက်တွဲပြဿနာလေးတွေဖြစ်တဲ့သတိထားမယ်ပြီးတော့အစမ်းအဖွင့်လုံးနဲ့ကိစ္စလေးတွေကြောင့်အခြေအိမ်အောင်ရေးလေးတွေကပြဿနာအနောက်ရှက်လေးတွေဖြစ်တဲ့ဟိုအတိတ်ကဖြစ်ခဲ့တဲ့ပြည့်ရလေးတွေကထပ်ပေါ်ပြီးတော့ဒီကာလမှာအချက်တကွဲအကျိုးနယ်လေးတွေဖြစ်တဲ့အတွက်သတိထားမယ်လူရင်းလူယုံဒုက္ခပေးတတ်တာမျိုးဖြစ်တဲ့အတွက်ဒီကာလမှာဘယ်သူဘယ်သူမှမယုံပါနဲ့နော်နောက်ကျော်ဒါနဲ့ဒိုးသစ္စာဖောက်တာလေးတွေခံရတဲ့တာသမီးစုပြုံးကြီးကမှတော့အောက်လက်ငယ်သားလေးတွေကိုယ်ကိုစန့်ကျင်တော်လာတာသူတို့ကိုအကြောင်းပြုပြီးရုံးမြင်ကနေရောက်တာမျိုးလေးတွေအဲ့ရပိုင်းမှာဖြစ်တာများတယ်ဂယူဆိုင် အစားအစာတွေမားတဲ့အတွက်ဝက်ပြက်ဝမ်းလျှောဖြစ်တာမျိုးတွေတွေကြုံရတယ်လေမပေါ်ဆက်ပါနဲ့နော်အစားလေးတွေအဓိကသတိထားရှောင်စားမယ်ဟိုတက်တက်ရှင်ရဲ့အစားအစာတွေကိုအဓိကထားပြီးစားပေးပါဗျာနော်အဲဒီကလာမှာကန်ရရဲ့ထောက်မမှုတွေတွေအပြေအဝရအောင်အစက်ရောင်အပြာရောင်နှက်ပြာရောင်မိခိုးရောင်အဝါရောင်အဲ့ဒီအကြောင်းတွေကိုအဓိကထားဝတ်ဆင်သုံးစွဲပေးရမယ်ဒါအပြင်စပယ်ပန်းဇွန်ပန်းကြောက်စိန်ပန်းဇီရိုဝါပန်းတစ္ဆဝန်ရောင်စုံအဲ့ဒီပန်းတွေကိုမိမိတို့ယုံကြည်ကိုးကွယ်တဲ့ဖရာမှာဖရာပန်းကတ်တာပဲဖြစ်ဖြစ် နေအဲ့ကနေမှာအလပောင်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလုပ်တုံးဆွဲပြီပါအဲ့တော့ကျွန်တော်မိတ်ဆွေတနင်္ဂနွေတာသမီတွေပေါ့နိအဲဒီတစ်ပတ်ကာလမှာကောင်းတဲ့ကံလေးတွေအများကြီးရှိတယ်အဲအနည်းငယ်တော့အညာခိုက်တွေကတော့ဒါကတော့ရှိတတ်တဲ့သဘာဝပေါ့လေဘာမှတော့စိတ်ပူစရာမလိုဘူးအဲ့တော့အညာလေးတွေกินပြီးတော့ကောင်းတဲ့ကံလေးတွေပိုကောင်းဖို့အတွက်ရရရလေးတော့ခြေရမှာပေါ့အဲ့ရရရခြေမယ်ဆိုရင်ဘယ်လိုခြေရမလဲဆိုတော့ခီးစေးပြက်နေတဲ့သူလေးတွေကိုလေကိုတက်နိုင်တဲ့အောင်ခီးစေးလေးတွေလူတန်းဒါနာပြည့်ပြည့်အောင်ပြုပေးလိုက်ပါလို့အကြံပေးပြရစီပဲနော်လုတ်ပြအောင်လုပ်လိုက်ပါ အခုကျွန်တော်တို့မြန်မာနိုင်ငံကြီးမှာလည်းခက်ခဲမှုကြံ့ကြံ့မှုတွေဒီအများကြီးဖြစ်နေကြတာပေါ့လေအဲ့မှာသွားလာမဲ့ကိစ္စလေးတွေမှာခေးစည်းလေးတွေမရှိဘူးအားနေနေတယ်ဆိုရင်တက်နိုင်တဲ့လောက်တွေပါဝင်ကူညီလူတန်းပေးလိုက်ပြတခြားဘောက်ကိုတော့ကောင်းကျိုးထမ်းတာတွေဧကံမှုချရရှိလာလိမ့်မယ်အဲ့ဒါအပြင်ဘာထပ်လုပ်ကလည်းဆိုတော့မုတ်လုံးရေးပေါ်လေးလုတ်ပြီးတော့အရာဖះမှာဖះဆုံးကံမယ်ကျန်တဲ့မုတ်လုံးရေးပေါ်တွေကိုလည်းအနီနာပဝင်ခြင်းတွေကိုဒါနာပြုလူတန်းကျွေးမှုခြင်းဖြင့်ကုသိုလ်ယူပြအောင်ယူလိုက်ပါအဲ့လိုလုတ်ခြင်းအဖြစ်မြုပ်နေတဲ့အရာလေးတွေပြန်ပေါ်လာလိမ့်မယ်ဆုံးယူထားတဲ့ငွေကြေးလေးတွေပြန်ရလာလိမ့်မယ်နော်အဲ ပိတ်နေတဲ့လက်လာပါလေးတွေပွင့်သွားပြီးတော့စီဝါရေးလုပ်ငန်းတွေကစပြန်လဲဥမော့လာပါလိမ့်မယ်ကနော်အဲ့တော့တနေ့ကနေသားသမီးကျွန်တော်မိတ်ဆွေတွေကြုံနေရတဲ့အညာအခက်တွေတွေပြေပြောက်ပြီးကောင်းတဲ့ကံလေးတွေအေကံမှုချပိုကောင်းသွားမယ်ဆိုတာတဏှာဖြစ်စရာမလိုပါဘူးကြာနော်အစသအရာအစီအပြေရပါစေလို့ကျွန်တော်ဆုမကောင်းတောင်းရင်နှုတ်ခွန်းဆက်သအပ်ပါတယ်ကြာနော်